င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့တိုက်စစ်ဌာနချုပ်ဘုံကဒိန်တွေလှည့်လည်ရမှာဒရုန်းနဲ့ဘုံကျဲမှာကိုစွန့်ရတဲ့အတွက်ဂျမ်မာရီကိုကောင်းပေါ်တင်ကလှည့်လည်ခဲ့ပါတယ်တောင်ကြီးမြို့မီးဘုံပြန်ပွဲမှာစစ်ဖို့ပါတီကမီးဘုံပြန်လွှင့်တင်စင်မှာမိုးရွာပြီးမီးလောင်ပြက်ကျမှုကြောင့်လူပိကနှစ်ဦးသေဆုံးပြီးအစာစိတ်သိမ့်မှုလည်းဖြစ်ပွားခဲ့တာရဲတအူးသေဆုံးပြီး6ဦးဟာအရေးပေါ်ဆေးရုံတင်လိုက်ရတဲ့တဲ့ရင်ပါဝင် ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တရင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကျန်းဖက်စစ်တပ်လက်အောက်ခံတိုင်းစစ်ဌာနချုပ်တွေအားလုံးနိုဝင်ဘာလ2ရက်နေ့က ဘုံကထိန်လှည့်လည်ရမှာ drone နဲ့ဘုံကျဲမာကိုစွဲနေတာကြောင့်ဂျမ်ဘာတွေကိုကောင်းဝတင်ပြီးလှည့်လည်ကြရလို့အနောက်မြောက်တိုင်းစစ်တနာကျုံနဲ့ကယိုတန်တိုင်းစစ်တနာကျုံတို့ရဲ့ထုတ်ပြန်ချက်နဲ့ဘုံကထိန်လှည့်လည်မှုကိုတွားရောက်ကြည့်ရှုသူတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ဗိဒေတာကန်တွေရဲ့ပြောဆိုချက်အရမနေ့ကကယိုတန်တိုင်းစစ်တနာကျုံရဲ့အကျဉ်း30မြောက်စူပေါဘုံကထိန်လှည့်လည်ပွဲကိုဗိမျိုးပေါ်မှာပြုလုပ်ခဲ့ရမှာ drone ဖြတ်ဆက်ဂျမ်ဘာတွေကိုကောင်းဝတင်ကား ဘုံကထိန်ကားတန်းတွေနဲ့တူလှည့်လည်ခဲ့ကြရတယ်လို့သိရှိရပါတယ်။အလားတူအနောက်မြောက်တိုင်းစစ်နာကျောက်ကလည်းမုံရွာမြို့ပေါ်မှာ35ကျိန်မြောက်မဟာဘုံကထိန်လှည့်လည်ပွဲကိုပြုလုပ်ခဲ့ပြီးဂျမ်ဘာတွေကိုကားပေါ်တင်ကအဝတ်စတွေအုပ်ကလှည့်လည်ခဲ့တာကိုမြင်တွေ့ရတယ်လို့လည်းမုံရွာမြို့ပေါ်ကတော်လိုင်းရင်ကင်းထောက်လူငယ်တို့ကပြပြပါတယ်။ရန်ကုန်ခေတ်တည်တဲ့နာကစစ်ဘက်တရင်မြစ်တွေကိုဆက်သွယ်မြင့်မြန်ရမှာတော့နေပြည်တော်စစ်ရုံးက တိုက်စစ်ထဏကျောက်တွေအားလုံးကို ဘုံကတဲ့လှည့်လည်ခိုင်းတာပြီးလုံကြုံရေးအထူးသတိပြုဆွဲဖို့ညံ့ကြားထားရလို့လည်းသိရှိရပါတယ်။အဲဒီလိုလှည့်လည်ရမှာဂျမ်ဘာရီစစ်ကားပေါ်တင်ကလှည့်လည်ရမယ်လို့ညံ့ကြားချက်မှမပါဝင်ပေမဲ့လည်းတိုင်းစစ်ဌာနချုပ်အများစုက drone နဲ့ဘုံကျဲခံရမှာကိုစွန့်ရတဲ့အတွက်ကြောင့်ဂျမ်ဘာရီကိုစစ်ကားပေါ်တင်ကလှည့်လည်ကြတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဒီတခါမှာတော့ရန်ကုန်တိုင်းကပုတ်ကလေးကစစ်ုံစေကန်းတွေမှာ CDN ကျမ်းမာရေးဝန်ထမ်းတွေကိုအလုံးမခန့်ဖို့အတွက်အမိန်ထုတ်ပြန်လိုက်တဲ့ဒေါက်တာနန္နာဝင်းမှာရုပ်မှာရက်ဆက်တဲ့စိတ်ဓာတ်နဲ့ရက်တီကျဲရှိနေတာကြောင့်ပြည်သူ့ကုံရီစုနဲ့မထိုက်တန်သူအဖြစ်ရှုံချတယ်လို့ American အခြေစိုက်ပြည်သူ့ကုံရီအသင်းရဲ့ဗဟိုလုံးမှုဆောင်အဖွဲ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်2015ခုနှစ်ကပြည်သူ့ကုံရီစုအထူးစုနဲ့ဂုံပြုတ်ခဲ့တဲ့ဒေါက်တာနန္နာဝင်းဟာတိုင်းရင်းသားပြည်သူတို့ကိုအစွမ်းကုန်ဖိန နေတဲ့စစ်အုပ်စုလောက်ရတွေမှာထောက်ခံအားပေးရပ်တည်နေခဲ့ပြီး CDM ဆရာဝန်တွေသူနာပြုတွေကျမ်းမာရေးဝန်ထမ်းတွေကိုပုဂ္ဂလိကစစ်အုပ်တွေကဝန်ထမ်းအဖြစ်မခန့်ဖို့အတွက်စစ်အုပ်စုအလို့ကျသူ့ရဲ့အခွင့်အာဏာကိုအသုံးပြုနေတယ်လို့ပြည်သူ့ကျမ်းမာရေးစောင့်ရှောက်မှုအပေါ်လစ်လို့ရှုခဲ့တဲ့ တခင်အားရကြံပါဝပြုတ်မှုဆောင်ရွက်ချက်တွေကြောင့်ပြည်သူ့ဂုံရဲ့အသိရဲ့စုရေးချယ်ရေးဆိုင်ရာမူဝါဒတရက်ဖြစ်တဲ့နိုင်ငံသားတွေနဲ့လူပေါင်းလောကအတွက်စံပြဖြစ်မှုအရေးချင်းကနေလုံးဝသွေဖန်နေခဲ့ပြီဖြစ်တယ်လို့လည်းပြည်သူ့ဂုံရဲ့အသိကသတင်းထုတ်ပြန်ထားပါတယ်။ဒေါက်တာနန္နာဝင်းနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုလည်းပြည်သူ့ဂုံရဲ့အသိကအင်တာနက်ဆက်မျက်နှာကနေဖယ်ရှားလိုက်ပြီးပြည်သူ့ဂုံရဲ့စုရှင်တအုပ်အဖြစ်ထိုက်တန်မှုမရှိသလို့ ဒေါက်တာနနာဝင်းရဲ့ဆက်စုပ်ရွှန်ရှာပွဲရုပ်မှရက်ဆက်တဲ့စိတ်ထားနဲ့ရည်တည်ချက်ကို ပြည်သူ့ဂုံရဲ့အသင်းကပြင်းထန်စွာလဲရှုတ်ချထားပါဗျ။ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှနနာဝင်းကအော်တိုဘားလ29ရက်နေ့မှာ CDN ဆရာဝန်သူနာပြုနယ်ကျမ်းမာရေးဝန်ထမ်းတွေထုတ်ပယ်ခံထားရတဲ့ကျမ်းမာရေးဝန်ထမ်းတွေနဲ့လိုင်စင်မရှိတဲ့ကျမ်းမာရေးဝန်ထမ်းတွေကိုပုတ်ကလေးကဆေးရုံဆေးခန်းတွေမှာအချိန်ပိုင်းအချိန်ပြည့်ဖြစ်စေငှားရမ်းထားခြင်းပြုလုပ်ဖို့အတွက် ်လှုပ်ဆောင်ခြင်းတွေ့ရှိရင်လည်းပုံကလေးကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေနဲ့အရေးယူသွားမှာဖြစ်ပြီးသက်ဆိုင်ရာပုံကိုယ်တွေကိုလည်းတည်ဆဲဥပဒေတွေနဲ့အရေးယူမှာဖြစ်တယ်လို့မြန်မာနိုင်ငံပုံကလေးကစေယုံများအသင်းကိုညွှန်ကြားချက်တည်းရထုတ်ပြန်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ရှမ်းပြည်နယ်ရဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မိဘုံမြန်ပွဲမှာကျန်းဖို့ပါတီကမိဘုံမြန်လွှင့်တင်စင်မှာရုတ်တရက်မိုးရွာလာပြီးမိဘုံမြန်ဟာမီးလောင်ကပြက်ကျခဲ့ပြီးလူတိုးဝေကြတာကြောင့်လူပိကနှစ်ဦးထက်မနည်းဟာသေဆုံးခဲ့လို့ဒေသသတင်းမြစ်တွေကရန်ကုန်ခေတ်ကိုပြောပါရတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၁ရက်နေ့ညပိုင်းက တောင်ကြီးမြို့မှာကျင်းပတဲ့တစောင်းတိုင်းမီးဘုံပြန်လွှတ်တင်ပွဲမှာကျန်းဖို့ပါတီကအလှည့်ကျမီးဘုံပြန်လွှတ်တင်စဉ်မှာရုတ်တရက်မိုးရွာသွန်းပြီးမီးဘုံပြန်မှာလည်းမီးလောင်ပြက်ကျသွားခဲ့ရတယ်လို့လည်းသိရပါဗျ။အဲဒီလိုရုတ်တရက်မိုးရွာသွန်းပြီးမီးဘုံပြန်မီးလောင်မှုကြောင့်လူတွေပြေးလွှာတိုးဝေကြတာကြောင့် လူပိကအ ਨੇ ဆုံးပြည်သူနှုတ်ဦးထံမနေ့ဟာတည်ဆုံးခဲ့ရတယ်လို့တချို့ကလေးငယ်တွေဟာလည်းတနင်းခံရတဲ့အတွက်ကြောင့်ဒတိလမြင်မျောတဲ့အထိဖြစ်ခဲ့တယ်လို့လည်းဒေသတင်းမြေကပြောပါရတယ်။အဲ့လိုတည်ဆုံးတဲ့သူတွေထဲမှာ အမျိုးသမီးတဦးပါတယ်လို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းအမျိုးသမီးတဦးရဲ့မောင်ဖြစ်သူအသက်39နှစ်အရွယ်ရှိတဲ့အမျိုးသားတဦးလည်းတည်ဆုံးခဲ့ပြီးနိုဝင်ဘာလ2ရက်နေ့ကအတုပချခဲ့လို့လည်းသတင်းမြစ်တဦးကပြောပါရတယ်။အဲ့ဒီမီးဘုံပြန်လွှင့်တွင်ပဲကိုမင်းအွန်လိုင်းဦးဆောင်တဲ့အကြက်ဖက်စစ်တပ်လောက်ခံရှမ်းပြည်နယ်အစိုးရကဦးဆောင် ကျင်းပခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်းလူပိကသတိလစ်မြင်မျောခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပို့တယ်လို့ဒေသခံပြည်သူတွေကပြောပြပါဗါတယ်။ဒါအပြင်နိုဝင်ဘာလ10ရက်နေ့မှာပဲတစောင်းတိုင်းပွဲစည်းတန်းကရောင်းချတဲ့အစားအသောက်တွေဆက်တောက်မိလို့အစာစိတ်တင်ကရဲတုံးဟာတိတ်ဆုံးခဲ့ရပြီးအရက်သားပြည်သူ6ဦးဟာမူလဲသွားတာကြောင့်ဆေးရုံကိုအေးပေါ်ပို့ဆောင်လိုက်ရတယ်လို့လည်းသိရပါဗါတယ်ရှင်။ မကွေးရတဲ့တဘောကိုတက်ဆက်ပေးကြပါရစေ။မကွေးတန်းပေါ့မြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူ့ဘဏ်နေအိမ်တွေအတွင်းကြက်ဝင်ဖမ်းတဲ့စစ်သား၃ကိုအရှင်ဖမ်းမိကလက်လက်ခရမ်းတွေကိုတင်းဆဲရရှိခဲ့လို့ Young Revolution Front ကတာဝန်ရှိသူတို့ကပြောပြပါရစေ။အော်တိုဘာလ29ရက်နေ့ကအကြမ်းဖက်စစ်တပ်ရဲ့ကပ္ပစာ22ကနေထွက်လာတဲ့တပ်မ69လောက်ခန့် တရင်109 439 14ပူပေါင်းထားတဲ့အင်အား300ကျော်ပါတဲ့စစ်ကြောင်းဟာပေါင်းမြို့နယ်တောင်ပိုင်းကတော်လန်းတပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့နယ်မြေကိုစတင်စစ်ကြောင်းထိုးဝင်ရောက်လာတာလည်းဖြစ်ပါတယ်။အဲဒီစစ်ကြောင်းဟာအော်တိုဘားလ30ရက်နေ့ကပသိမ်မုံရွာလမ်းပိုင်းကို ရောက်ရှိလာပြီးတဲ့နောက်မှာ ချက်ကန်ရွာစတင်ချောင်းကိုစတင်ဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာအကြမ်းဖက်စစ်သားတွေကအဲ့ဒီမနဲ့အစောပိုင်းကနေစတင်ပြီးကျေးရွာအတွင်းကပြည်သူပိုင်းနေအိမ်ခလုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီညနေပိုင်းမှာတော့အဲ့ဒီစတင်ချောင်းကစစ်သား၃ဟာပြည်သူပိုင်းနေအတွင်းဝင်ရောက်ကကြက်ခိုးဖို့အတွက်လှုပ်ဆောင်နေစဉ်အတွက်တော်လဲတဖွဲ့ဝင်တွေကအရှင်ဖန်းစီရမိခဲ့တယ်လို့သူတို့ကောင်းဆောင်ထားတဲ့ MA2 တနက်တလဲ့ ့ MA3 တနတ်တလက်နဲ့ကြည်တထောင်ကအပါဝင်ခရံအချို့ကိုလည်းတင်းဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်။ဒါ့အပြင်အဲ့ဒီစစ်ကြောင်းဟာနိုဝင်ဘာလ1ရက်နေ့မှာချက်ကန်ရွာကနေပင်တောင်ပြူစောတိရွာနဲ့ဒီတော့ကွင်းရွာပြူစောတိရွာကိုစစ်ကြောင်းတစ်ကြောင်းခွဲကထွက်ခွာသွားစဉ်တွင်ဒီတော့ကွင်းရွာဘက်ကိုသွားတဲ့စစ်သားတွေဟာ ယောရီဗော်လူရှင်းဖရန့်ကထောင်ထားတဲ့မိုင်းတွေကိုနှိမ့်မိပြီးစစ်သားအုပ်ဟာတည်သွားခဲ့တယ်လို့လည်းသိရှိရပါတယ်။အဲဒီစစ်သားတွေရဲ့အလောင်းတွေကိုထားခဲ့တာကြောင့်တော်လဲရဲဘော်တွေက မြေမြုပ်တကြိုပေးလိုက်ရတယ်လို့လည်းသိရပါတယ်ရှင်။ မွန်ပြည်နယ်ရဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မွန်ပြည်နယ်တံဖြူစည်းအနှင်းကျွာမှာတော်လင်းတပ်တွေရဲ့သတင်းတွေကိုစုံစမ်းပြီးစစ်တပ်စီကိုပိတ်ပို့နေတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းစမ်းအောင်ဟာပြစ်ခတ်ခံရပြီးတစ်ဆုံသွားပြီလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့မနေ့7နိုင်ရဲ့အချိန်လောက်က မွန်ပြည်နယ်တံမြူစီရဲ့မြို့နယ်အနင်းကျေးရွာဥက္ကရာအဟောင်းဖြစ်သူစမ်းအောင်ကိုအမည်မသိလက်လက်ကန်အဖွဲ့တစ်ခုကဖမ်းဆီးကာရွာပြင်ထုတ်ပြီးတပ်ဖြတ်လိုက်တယ်လို့လည်းသိရပါဗါးအဲ့ဒီအနင်းကျေးရွာဥက္ကရာအဟောင်းစမ်းအောင်ဟာစစ်တပ်စီကိုတော်လန်တပ်တွေရဲ့တရင်တွေကိုစုံစမ်းပေးပို့နေတဲ့အပြင် ကျေးရွာအတွင်းကပြည်သူတွေကိုအနိုင်ကျင့်ဖိနှိပ်မှုတွေလှုပ်ဆောင်နေသူလည်းဖြစ်တယ်လို့စစ်မှုထမ်းလူငယ်တွေစုဆောင်းတာစစ်မှုထမ်းကျေးကောက်ခံတာတွေကိုလည်းလှုပ်ဆောင်နေသူဖြစ်တယ်လို့ဒေသသတင်းမြစ်ကပြောပါရယ်ဆန်းအောင်တေဆိုးမှုအပေါ်ကိုနေမြေကစစ်တပ်နဲ့ရဲတွေကခိတ္တလာရောက်ကြည့်ရှုပြီးပြန်လဲထွက်ခွာသွားတယ်လို့လည်းသိရှိရပါရယ်အဲလိုအုတ်ကြီးဟောင်းတေဆိုးမှုတွေလူငယ်တွေကတော့စစ်တပ်ရဲ့ရန်တမ်းဖမ်းဆီးခြင်းခံရမှာကိုစိုးရိမ်နေကြတယ်လို့လည်းသိရပါရယ်ရှင် ီတစ်ခါမှာတော့စကိုင်းတိုင်းချောင်းမြို့နယ်မှာအကျန်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့ရမှာအသက်16နှစ်နဲ့22နှစ်အရွယ်ရှိတဲ့အမျိုးသမီး2ဦးဟာသေဆုံးခဲ့ရပြီးတဦးမှာအပြင်းထန်စိုးရိမ်ရဒဏ်ရရှိထားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။နိုဝင်ဘာလ2ရက်နေ့မနေ့9:45မိနစ်လောက်က ချောင်းဝမြို့ပေါ်ကအထွေထွေအုပ်ချုပ်ရေးရုံးမှာအထိုင်ချတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်က120မမလက်နဲ့ကြီး၄လုံးနဲ့ရန်တန်ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုပစ်ခတ်မှုကြောင့်၅လုံးတင်ကြေးရွာတွင်ကြာရောက်ပောက်ကွဲခဲ့ပြီး အသက်16နှစ်နဲ့22နှစ်အရွယ်ရှိတဲ့အမျိုးသမီး9ဦးဟာသေဆုံးခဲ့ရပြီးအသက်73နှစ်အရွယ်ရှိတဲ့အမျိုးသမီး2ဦးဟာအပြင်းထန်ဆုံးရင်ရက နေအိမ်မီးဖို့ဆောင်တစောင်းလဲပျက်စီးခဲ့ရလို့လည်းသိရှိရပါတယ်။အဲ့ဒီငါးလုံးတင်ကျွရကအကျန်းဖက်စစ်တပ်ကမကြာခဏဆိုသလိုလက်နဲ့ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်နေခဲ့ပြီးပြီးခဲ့တဲ့အော်တိုဘာလ10ရက်နေ့ညပိုင်းကလည်း120မမလက်နဲ့ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူအမျိုးသမီးအုပ်ဟာတေဆုံးခဲ့ရပါသေးတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဇကိုင်းတိုင်းကလေးမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကကျေးရွာ6ရွာကိုဇက်တိုင်မီးရှို့ဖျက်ဆီးနေပြီးတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားနေတာကြောင့်ကလေးမြို့ပေါ်ကိုဒဏ်ရစစ်သားတွေနေ့စဉ်ပို့ဆောင်နေရလို့လည်းဒေသပြည်သူတွေနဲ့စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်သတင်းမီဒီယာကိုပြောပါရယ်အော်တိုဘာလ28ရက်နေ့ကနေစတင်ပြီး ထိုးမှာရွာ GDC မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်က အင်အားဖြစ်တင်ပြီးရဲ့နောက်မှာအနီးအနားကကြေးရွာတွေကိုဇက်တိုက်စစ်ကြောင်းထိုးနေရလို့လည်းသိရပါဗါတယ်။အဲ့လိုစစ်ကြောင်းထိုးနေပြီးကျွန်းချောင်းရွာထောက်ကြံရွာနတ်မြောင်းရွာနတ်ချောင်းရွာချောင်းကွာရွာနဲ့ဟာခါလေးရွာတွေကိုဇက်တိုက်မီးရှို့ဖျက်ဆီးနေရလို့လည်းသိရပါဗါတယ်။ဒါ့အပြင်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လန်တပ်ဖွဲ့တွေကြားမှာနေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေပြီးတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကအထင်အားပြီးထိခိုက်သေဆုံးမှုတွေများပြားနေတာကြောင့် ထောက်ကျန်ရဘက်ကိုပြန်လဲဆုတ်ခွာသွားပြီးဒဏ်ရစစ်သားတွေကိုကလေးမျိုးပေါ်ကိုပို့ဆောင်ခဲ့တယ်လို့တိုက်ပွဲတွင်းမှာတေဆုံးခဲ့တဲ့စစ်သားတွေနဲ့အရာရှိတွေရဲ့ရုပ်လောင်းတွေကို228တပ်နဲ့ကံပလဲရွာတို့မှာမြေမြုပ်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။